ထောင်မှုသည်လိန်ပြောသည်ကို မကြိုက်မော်လမြိုင်ထောင်သို့ရောက်သည့်အချိန်သာတိုင်းလူဆိုးဖြစ်ရမည်မဆိုးလျင်အဆိုးရသည့်ဈေးကုန်ခံ၍သူတို့ကိုဘဲကြောင့်မော်လမြိုင်ထောင်သို့ပို့ရမည်နီတို့ဖြစ်ပါလျက်နှင့်သူကဲ့သို့သောအေယာမပုဂ္ဂိုလ်ကြီးတယောက်လုံးကိုကျွန်တော်မဆိုးပါဘူးခမညာဟုရန်ရှင်းသည့်လိန်ပြောသည်မှာသူ့ကိုအကြီးအကျယ်စော်ကားလိုက်ခြင်း 2024ထောင်ပိုင်ဤယုံတို့ရန်ရှင်ရောက်ရသည်မှာဤအချိန်သည်တတရအချိန်ဖြစ်လေသည်ထောင်ပိုင်သည်ရန်ရှင်ကိုမျက်မှောင်ကုတ်၍အတန်းကြောင်စိုက်ကြည့်နေလေသည်သူစိတ်ထဲတွင်ရန်ရှင်သည်လူဆိုးကြီးတယောက်ဖြစ်သည်ဟုထင်မှန်းလိုက်လေပြီတို့အတွက်ထောင်မှုကြီးကမကူရဘဲနဲ့ရန်ရှင်ကိုအကြီးဆုံးပြစ်ဒဏ်ပေးရန်ဆုံးဖြတ်လိုက်လေသည်သူအမှုကိုစီရင်ချက်ချပြီး၁၀ရက်လောက်ကြာတွင် ရန်ရှင်သည်သူတိုက်ခန်းကလေး၌တုံးလုံးလှဲ၍သူရိုက်လိုက်သောဘာယာတိမ်မသွားသည်ကိုမကြည်မနှက်ဖြစ်လျက်ရှိလေသည် ဘာယာကိုသိစေခြင်းဒီမှာရရှင်သည်ရက်ဆက်လွန်းလာရမဟုတ်ထိုဘာယာသိသွား၍သူ့ကိုကြိုးပိတ်လိုက်ရင် သူသည်ဒုက္ခတွင်မှမြန်မြန်လွတ်လိုက်မည်ဟုယုံကြည်သောကြောင့်ဒီဤတို့ထွေရာလေးပါးကိုစဉ်းစားလျက်ရှိစဉ်ဘာယာတယောက်သည်သူ့ကိုဘူဝစီတို့ခေါ်ထုတ်သွားလေထောင်မှုကြီးယုံရှိသောရောက်သည့်နှစ်တပြိုင်နက်ချက်ချင်းတန်ချေချင်းခတ်ပြီးလျင်အဆောင်ပလိတ်များဖြင့်ရန်ကုန်သင်းမောစိတ်တို့ပို့လိုက်သောအခါသူ့ကိုမော်လမြိုင်ထောင်သို့ပို့တော်မည်ဟုရန်ရှင်သည်ကောင်းစွာရိတ်မိလာလေ ထုံနှိမ့်ညတညလုံးလိုလိုပင်တင်းဘောပေါ်၌ရန်ရှင်းသည်ကောင်းစွာမအိပ်နိုင် ထုံညကတလန်းလုံးတွင်နှိမ့်ချနေသောကြောင့်ရန်ရှင်းတို့စည်းလာသောအမြန်တင်းဘောသည်နောက်တနေ့နေ့လယ်နှစ်ချက်တီးလောက်မှရန်ကုန်သို့ကတ်လေသည်ညနေရထားနှင့်မော်လမြိုင်သို့လိုက်ကြရာနောက်တနေ့နနက်9နာရီခွဲလောက်တွင်မိရထားသည်ဇင်းကြိုက်တောင်မေးကိုဖြတ်၍ခုတ်လျက်ရှိလေသည် သူနှင့်တရွဲတဲ့စည်းလျက်ရှိသောခရီးသည်အချို့သည်စင်ကြိုက်တောင်ထိပ်ပေါ်၌တည်ထားသောစင်ကြိုက်ဇီရီတော်ကိုလက်အုပ်ချီကရှ िख ိုးနေကြသည်ကိုမြင်သည်ဖြစ် ရရှင်လက်လက်ထိတ်ခတ်ထားသောလက်များကိုနှဖူးပေါ်သို့မြောက်ကစိမ့်ကြိုက်စီရီတော်ဘက်သို့လှည့်၍လက်အုပ်ချီပြီးတပြည့်တော်ဒီဝတ်ကမြန်မြန်ကြွပြရစီဖျားဟုငိုတန်ပါနှင့်ခတ်တိုးတိုးဆူတောင်းမိလေ။သုံးနေပေရရှင်သည်နနက်9နာရီလောက်တွင်မော်လမြိုင်ထောင်သို့ရောက်လေ။ဘူဝရင်ထုံးစံအတိုင်းအဖေနှမီအမေနှမီအမှုအစရှိသည်တို့ကိုစစ်ဆေးပြီးနောက်ရန်ရှင်ကိုလူစိုးတိုက်သို့ပို့လိုက်လေ။တရခန့်ရိုးရိုးဆိုလျှင် ဘူဝ၌ပင်လက်ထိတ်ချွတ်၍လာပို့သောပလိတ်သည်ဘူဝကပင်ပြန်ရလေသည်တို့ရရင်လူဆိုးတရခံကိုမူကဘူဝတွင်လက်ထိတ်မချော်သေးပဲလူဆိုးတိုက်အထိပလိတ်ကလိုက်ပို့ရလေသည်ပလိတ်နှင့်အတူဘာယာတယောက်ကိုဘူဝကထက်လိုက်သည်လူဆိုးတိုက်တို့ရောက်သည့်နှင့်တပြိုင်တည်းရန်ရှင်း၏မူလလက်ထိတ်ကိုချွတ်လိုက်ရာအသင်ဆောင်နေသောလူဆိုးတိုက်တန်းစီခေါ်အကျဉ်းသားဘာယာနှင့် သူတို့ဘက်တယောက်သည်ထောင်ကလက်ထိတ်နှင့်ရန်ရှင်းကိုနောက်ပြန်လက်ထိတ်ခတ်လိုက်လေသည် ဤသို့ခံပြီးသောအခါလူစိုးတိုက်ထောင်မှုအလားကိုစောင့်ရင်းရန်ရှင်းသည်ထောင်ပုံစံအတိုင်းထိုင်၍စောင့်နေလေသည်လူစိုးတိုက်ဆိုသည်မှာမော်လမြိုင်ထောင်ကြီးအတွင်းတွင်ထပ်၍စောင့်ထားသော ထောင်ကလေးတစ်ခုဖြစ်လေသည် ထိုထောင်ကလေးသည် လူစိုးအကျဉ်းသားများဇွဲချွတ်ရန်အတွက်စောင့်ထားသည်ဟုသိရလေသည်ထို့ကြောင့်ဗမာပြည်ရှိအခြားထောင်များတွင် ထောင်မှုများကသိုးသည်ဟုအယူရှိသောအကျဉ်းသားများကိုထိုထောင်ကလေးသို့ပို့လိုက်ကြလေသည်ဤသို့ပို့လိုက်ခြင်းဖြင့်လူစိုးသည်လူကောင်းဖြစ်မဖြစ်ကိုမစင်စားမီ အဖို့ခံရသောကျင်းသားများသည်မိခဲ့သို့ကျင်းသားဖြစ်ကြရသည်ကိုတီးဖို့ရန်လိုလေသည်လူတယောက်သည်ထောင်ကြရကြတဲ့ကဆွေတကွဲမျိုးတကွဲဖြစ်ပြီးသူ၏စိတ်များသည်ကြောင်ခြောက်ခြားဖြစ်၍နေလေသည်ထို့သောဖြစ်နေရသည့်အထက်တွင် ထောင်ပါရများ ထောင်ပြတာကလားများထောင်မူထောင်ပိုင်များကထပ်မံ၍နှိမ့်ဆက်ကြပြန်ရာမထူးတော့ပါဘူးကွာဟူသောသဘောမျိုးဖြင့်ကနကုတ်လူကျင်းသားများပင်ထား၍ရမ်းလိုက်မိခြင်းဖြစ်လေသည်ဥပမာရန်ရှင်းကိုကြည့်ကြသောရန်ရှင်းကိုလူဆိုး၍ခေါ်နိုင်ပါမည်လော လူစိုးဘဝသို့ရောက်အောင် ပို့ပေးသူမှာထောင်အရာရှိများပင်မဟုတ်ပါလော။ရန်ရှင်းလိုလူစိုးဘဝသို့အဖို့ခံရသူများသည်အနန္တပင်နောက်ပိတ်ဖနက်ကြီးများဖြင့်နှာနုကြိုးအောင်ကန့်ခံရလျင်မိတို့သောပို့ထုစဉ်သည်စိတ်ကိုချုပ်တီးနိုင်ပါတော့မည်နည်း။ဗရန်ပြင်းနှင့်ဖာတယ်မနှင့်ဇရက်ပေါ်မှာပြီးမွေးလာတဲ့ကောင်ဟုလူလဲကောင်တွင်စော်ကားပြီးဘာဟုရိုက်လျင်ဘယ်ချင်းသားသည်အသေးကိုလှန်နှင့်ဆွားလိုက်တဲ့ကဲ့သို့မဖြစ်ဘဲနေနိုင်ပါအံ့နီး။ ထောင်ဝရာရှိများကဤသို့စောကားနှိမ့်ဆက်သည်ဖြင့်စိတ်မချုပ်တီးနိုင်သောကြောင့်ပြန်၍လုံမိလျင်လုံမိတော်ထိုအကျဉ်းသားသည်လူဆိုးဖြစ်၍သွားလေပြီထို့သောသောလူဆိုးများကိုသူတို့ထောင်တွင် အားရအောင်ဝိုင်း၍လှုပ်လိုက်ကြပြီးနောက်ထိန်လို့မရဘူးဟုအကြောင်းပြပြီးမော်ရမြိုင်ထောင်သို့ပို့လိုက်ကြလေသည်1930ခုနှစ်ကရန်ကုန်ထောင်ကြီးတွင်၎င်း1934ခုနှစ်ကအင်းစိန်ထောင်ကြီးတွင်၎င်းအကျဉ်းသားများထားခဲ့ကြဘူးလေသည်ထိုအခါကအကျဉ်းသားတွေအတော်လဲတည်လိုက်ကြရသေးသည် သူတို့ထားရသည်ကိုအရင်စစ်လိုက်သောအခါရန်ကုန်ထောင်တွင် ထောင်ပိုင်ကြီးအနှိမ့်ဆက်ကိုမခံနိုင်တော့ကြဟု၎င်းအင်းစိန်ထောင်တွင်ထောင်ပိုင်ကလေးအနှိမ့်ဆက်ကိုမခံနိုင်တော့ကြဟု၎င်းသိရှိရသဖြင့်ရန်ကုန်ထောင်မှထောင်ပိုင်ကြီးကိုကလားပြည်သို့ပြန်ပို့ခဲ့ရဘူးလေသည်ထိုအခါမှတေးကြရသောအကျဉ်းသားများသည်တေလောက်အောင်မင်းဆိုးသလောသို့သည်ဟုဆိုရင်သူတို့ကိုဆိုးအောင်လှုပ်ပေးသည်မှာထောင်ရာရှိများပင်မဟုတ်ပါလောတို့ရရင် ထောင်ပိုင်မှာကဘာမှမဖြစ် သူအနှိမ့်ဆက်ကိုခံကြရသောအကျဉ်းသားများသာမရှုမလသေးကြရသည် ထောင်ပြတာကလားတို့ကလည်းတတောင်းကနှိမ့်ဆက်တတ်သည်သူတို့နှိမ့်ဆက်ပုံကိုကြည့်ကြအောင်စို့ထောင်ထဲတွင်ရှိသောပြန်တာကလားများသည်အာလုံးကုန်တယောက်မကြံဘိန်းကုတ်ကင်းအရက်ဆေးလိပ်အစားရှိသောတားမြင့်ထားသည့်အရာများကိုထောင်ထဲသို့သွင်းပေးသူများဖြစ်ကြသည်ဥပမာပြန်တာကလားတယောက်သည်ကျွန်တော်မသွင်းဘူးဟု၍ထား၍ပြောညာအံထိုကလားသည်ယူ၍တော်လကောင်းလိန်ပြောခြင်း၍တော်လကောင်းဖြစ်ရမည် ဆေးလိတ်ဘိန်ဘင်းကစော်လှော်စာအရက်ကိုတာမကပတ်စံရှိလင်ထိုပြတာကလားများနှင့်ပေါင်းပြီးသူတို့ကိုယ်ထဲတွင်ဖွဲ့ယူနိုင်သည့်အရာတွေကဘာမစိုးထောင်ထဲသို့တွင်းနိုင်လေသည်ထုံများမကသည်ထောင်ရှိသောအရက်တွင်ဆွေမျိုးညာတိအတိမိတ်ဆွေရှိလင်ထိုပြတာကလားများကိုလှော်ပြီးငွေတောင်းခိုင်းနိုင်သည်ငွေရလာလျင်သူတို့ကတဝက်ဖြတ်လေသည်ပြတာကလားတယောက်ကအချင်းသားငဖြူအတွက်ဤသို့ငွေပေးသွင်းလင်အခြားပြတာကလားတယောက်ကငဖြူကိုစီး၍ဖမ်းလေသည် ထို့သို့ဖမ်းသည့်အခါတောင်းပန်ယူလည်းမရဆလံပေးယူလည်းမပြုံးရှ िख ိုးယူလည်းချမ်းသာမပေးထိုပြတာကလာ၏လက်ထဲသို့တကြက်ငါးမူစားသောဘွဲဖြူကိုထည့်လိုက်မှချမ်းသာရာရပေတော့သည်ပတ်စံမပေးနိုင်သောနင်းပြအကျဉ်းသမားများမှကန့်လန့်ကန့်လန့်နှင့်ယုံတင်ခံရရှာလိမ့်မည်ထိုခါတွင်ကျင်းသားကသူတို့ပဲပေးသွင်းတယ်တခြားကောင်တွေတော့တောက်စားနေကြတယ်ငါကပတ်စံမပေးနိုင်တော့ငါ့ကိုဖမ်းတယ်ဟဲမထူးတော့ဘူးကွာခုစဉ်းစားပြီးပြတာကလာကို ရိုက်မိတတ်လိမ့် ဤတို့ရိုက်မိပြန်လျင်လဲထိုကျင်းသားသည်လူโซဖြစ်သွားပြန်နေသည်။ဘာယာခေါ်ကျင်းသားအုတ်ထုတ်သမားတို့၏ပယောကကြောင့်အကျင်းသားရိုးရိုးဘဝမှလူโซဖြစ်လာရပုံလည်းရှိသေး၏။ထိုအုတ်ထုတ်သမားများသည် ထောင်ထဲတွင်ဘူကြသူများဖြစ်သည်။ထောင်ထဲတွင်လူမော်ကိုဘူကြသူဟုခေါ်လေသည်။ထိုဘူကြသူများကခေါင်းတုံးများကိုအိုးစားဆွဲ၍မရသည့်အခါနိုင်သည့်ဘက်မှနေပြီးညှင့်တက်ကြလေသည်။ဤတို့အငင်းမခံနိုင်သည့်ဖြင့်နင်းပြားကဘူကြသူများကိုပြန်၍ရိုက်လျင် ထိုရိုက်သူမှာလူဆိုးဖြစ်သွားပြန်လေတခါတရံလဲထိုပူကြသူများကသူတို့ကိုအထားသောငွေများကိုပြန်မပေးပဲအနိုင်ကျင့်တတ်ကြသေး၏ဤသို့အနိုင်ကျင့်သူကိုသီးမခံနိုင်သည့်ဖြင့်ပြန်လုံးမိလျင်လူဆိုးဖြစ်ပြန်၏မော်လမြိုင်ထောင်သို့အပုတ်ခံရသောလူဆိုးတရားလျင်52လီသည်အချားမီသည့်နီးများဖြစ်မဟုတ်ပဲအထက်တွင်ပေါ်ပြခဲ့သည့်နီးများဖြစ်တာလူဆိုးများဖြစ်လာကြပေရာထောင်ထဲတွင်တကူတဲ့နှင့်လူကောင်းလူဆိုးနှစ်ဘဝပြောင်းရပုံမှာအတော်ပင်အံ့ဩဖို့သာကောင်းပေတော့လီ ရန်ရှင်သည်အတော်ကလေးထိုင်မိသောအခါလူစိုးတိုက်ထောင်မှုဝင်၍လာလေ။ရန်ရှင်နောက်နားတွင်ရပ်နေသောတန်းစီနှင့်တပည့်သည် အမဲသားကျွေးကမန်ဖီလျက်ရှိသော ခွေးဆိုးကြီးနှကောင်ကဲ့သို့တလုံးလုံးတရရွရွနှင့်ဖြစ်၍နေလေ။ထောင်မှုသည်ရန်ရှင်ကိုသေးသေးချာချာကြည့်ပြီးဟဲ့ကောင်မိန်တဲဆိုးတဲ့ကောင်ပေါ့လေဟုခန့်ငုံငော့မေးလိုက်ရာရန်ရှင်ကလည်းကျွန်တော်မဆိုးပါဘူးခမညာဟုလေခတ်ပြော့ပြော့နှင့်ပြန်၍ဖြေလေသည်။ထောင်မှုသည်လိန်ပြောသည်ကိုမကြက် မော်လမြိုင်ထောင်တို့ရောက်သည့်ကျင်းသားတိုင်းလူဆိုးဖြစ်ရမည်။မဆိုးလျင်အဆိုးရသည့်စေကုံခံ၍သူတို့ကိုဘဲကြောင့်မော်လမြိုင်ထောင်တို့ပို့ရမည်နည်း။သို့ဖြစ်ပါလျက်နှင့်သူကဲ့သို့သောအေယာမပုဂ္ဂိုလ်ကြီးတယောက်လုံးကိုကျွန်တော်မဆိုးပါဘူးခမညာဟုရန်ရှင်သည်လိန်ပြောသည်မှာသူ့ကိုအကြီးအကျယ်စော်ကားလိုက်ခြင်းဖြစ်လေပြီ။ထိုကြောင့်ထောင်မှုသည်ရန်ရှင်ပေါ်တွင်အတော်စိတ်ထွက်၍လာလေသည်။ငါကိုယ်တော်လိန်အောင်မလို့လား။နေမဆိုးရင်နေ့ကိုဒီကိုပို့ရမလားဟုပြောပြီးလျင်သူတို့ဘယ်များဘဲသို့လှည့်၍ဟဲ့ကောင်ရဲ့ ဒီကောင်ကိုတိုက်ပုံစံကောင်းကောင်းပြလိုက်စမ်းဟုအမိတ်ပေး၍ထွက်သွားလေ။တန်းစီနှင့်သူတစ်ပည့်တို့သာရှိသည်နှင့်တပြိုင်နက်တန်းစီလှုပ်သူသည်ဟိတ်ကောင်ထားလိုက်စမ်းဟုရန်ရှင်ကိုငောက်၍အမိတ်ပေးနေသည်။သူတစ်ကိုယ်လုံးပွဲထက်ကနှိမ့်ဆက်ရမည်မင်းသားကြီးလေဖန်းလျက်ရှိနေရာရန်ရှင်သည်လက်ထိတ်နောက်ပြန်ခတ်လျက်မတ်တပ်ထသောအခါတန်းစီတစ်ပည့်သည်ရန်ရှင်လုံကြီးကိုချွတ်၍ထောင်ပုံစံအတိုင်းရန်ရှင်ကိုရင်တလာစီလေသည်။တလာစီပြီးသည်နှင့်တပြိုင်နက်ညာဘက်လက်မြောက်ပေးဟုတန်းစီတစ်ပည့်သည် မန်ပါပါနှင့်အမိတ်ပေးလိုက်၏နောက်ပြန်လက်ထိတ်ခတ်ထားသဖြင့်လက်မမြောက်နိုင်ချေညာဘက်တရောင်စစ်ကိုကွေးပြီးကိုကိုဘဲဘဲသို့အသာဆောင်းလိုက်ရသည်တန်းစီတစ်ဘက်လည်းသူ့လက်သီးကြီးဖြင့်အထင်းသားပေါ်နေသောရန်ရှင်း၏ဘေးကိုဆောင်ထိုးလိုက်လေ၏ရန်ရှင်းလည်းအလွန်နာလွန်သဖြင့်သူ့အသေးတွေကိုကတ်နှင့်ဖိထားသလိုဖြစ်၍နေလေသည် အာနာသားလည်းဘဲဘဲလက်ကိုမြှောက်ပေးဟုထပ်၍အော်ပြန်ရာရန်ရှင်းလည်းရှည်နီးအတိုင်းဆောင်းပေးရပြန်၏အားကလည်းပြောလျက်ရှိပြီဖြစ်သည်ဖြစ် ဒုတိယကြိမ်ဘေးကိုထိုးလိုက်တွင်ရန်ရှင်သည်သူ့ဘေးသို့နှစ်လမ်းလောက်လွင်ပြီးသွားလေသည်ရန်ရှင်သည်သူ့မျက်စိကိုမှိတ်ထားပြီးအသက်ရှူရကြက်လွန်းသည်ဖြင့်အသက်ခိုး၍ရှူနေရရှာလေ၏ထိုင်ဟုအမိန့်တန်ကြားရသည်ဖြင့်ရန်ရှင်သည်စောင်းကြောင်ထိုင်ရပြန်လေ၏ခေါင်းကိုဘယ်ဘက်စောင်းပေးဟုသောအမိန့်ကြောင့်ဘယ်ဘက်သို့အစောင်းပေးလိုက်တွင်ရန်ရှင်၏နားနှင့်ပခုံးကြားကိုတန်းစီတစ်ဘက်သည်လဝါနှင့်တအား၄၅ချက်လောက်ရိုက်လိုက်လေ၏ထိုကဲ့သို့ပင်ညာဘက်သို့အစောင်းခိုင်းပြီး၄၅ချက်လောက်တွယ်လိုက်ပြန်သေးသည် ဤလိုဖြစ်နေမီကိုဤထောင်သို့မရောက်မီကလေးကရန်ရှင်းသည်ကြို၍တည်ပြီးပြီပဒိန်ထောင်မှနေစဉ်ကပင်မော်လမြိုင်ထောင်ပြန်အကျဉ်းသားများကပြောပြသည်ကိုကြားရဘူးသည်ဖြင့်ဤပုံစံများသည်ရန်ရှင်းအတွက်ထူးဆန်းများမဟုတ်ကြချေဒေါသကလည်းထွက်ပြန်၍လည်းမလုံနိုင်နာလဲနာလွန်းသည်ဖြင့်ရန်ရှင်းတကူလုံးတွင်ဇောချွေးများပြန်လာပြီးလျှင်သူတကူလုံးလည်းဆက်ဆက်နှင့်တုံ၍နေလေ၏ဇက်ကိုရက်၍ပြီးသောအခါရန်ရှင်း၏ရှေ့တွင်ရက်နေသော တန်းစီတစ်ဖက်သည် ရန်ရှင်း၏ပခုံးနှစ်ဖက်ကိုကင်ပြီး ရန်ရှင်ရင်ဝါကိုဒူးနှင့်တိုက်လိုက်ရာရန်ရှင်သည် နောက်သို့လန်ပြီးပုံရဲသားလဲနေ၏ဟဲ့ကောင်မိမိမလားသိုးတော့သိုးတတ်တယ်ခံတော့မခံတတ်ဘူးလားထဟုတန်းစီတပည့်သည် ရန်ရှင်အပေါ်ကစီးကြည့်ပြီးရန်ရှင်ကိုအမိတ်ပေးတော်လဲရန်ရှင်သည်မလှုပ်ဘဲနေလေ၏တို့ရရင်ဤသို့နေရခြင်းသည်တန်းစီတပည့်၏အမိတ်ကိုဖီဆန်ခြင်းသောကြောင့်မဟုတ်ရန်ရှင်သည်တတိလင်းနေသည်ဖြင့်သူအမိန့်တံကိုမကြားတော့ကြောက်ပင်ဖြစ်ပေ၏။တန်းစီတစ်ဘက်သည်ရေတစ်ခွက်ခတ်လာပြီ ရန်ရှင်မျက်နာပေါ်သို့ပတ်ချလိုက်လေသည်အတော်ကလေးကြာသောအခါရန်ရှင်သည်အနှဲငယ်သတိရလာသည်ဖြင့်တန်းစီတစ်ဘက်သည်ရန်ရှင်ကိုအတင်းဆွဲထူလေရန်ရှင်သည်မထိုင်နိုင်ထိုင်နိုင်နှင့်ထိုင်၍နေစဉ်ဆရာဖြစ်သူ တန်းစီသည်ခက်လန့်လန့်မှပြေးလာပြီးထားသွားဟု ပြောပြောဆိုဆိုရန်ရှင်၏နောက်ကျောကိုဒူးနှင့်ပြေး၍တိုက်လိုက်ရာဒူးဖျားတွင်ရန်ရှင်သည်လွန့်၍ပါသွားလျက်အရှိန်ကုန်သည့်နေရာတွင် ပုံလျက်သားလဲနေလေထိုအခါတွင်ဆရာတစ်ဘက်နှစ်ယောက်သည်ရန်ရှင်ကိုဂျိုင်းအောက်ကဆွဲပြီး တိုက်ထဲတွင်တွင်း၍တော့ခတ်ထားလိုက်ကြလေ။ရန်ရှင်သည်သူတို့ချထားသော နေရာ၌ပင်လဲလျက်ရှိလေသည်။ရန်ရှင်၏ပါဇက်ထဲမှလည်းတွင်းများသည်စီး၍ကြလာပြီးလျှင်ပါဇက်နား၌ပင်အံ့၍နေလေ၏။တို့ရတွင်ထုံနေဖို့ရန်ရှင်အတွက်သင်ကန်းစာများမကုန်သေးပေ။နာယီပြန်နှစ်ချက်ခွဲလောက်တွင်ရှင်းလက်ထိတ်ခတ်ပြီးရန်ရှင်ကိုတိုက်ထဲမှခေါ်ထုတ်သွားကြပြန်လေသည်။တိုက်တန်းလျားမှဂိုင်း၂၀လောက်သွားမိသောအခါအလျားဆက်တဲ့တောင်အနံ၄တောင် အနက်နှစ်တောင်လောက်ရှိသောတမန်တလင်းကင်ထားသည့်ရေကန်တစ်ခုသို့ရောက်လေသည်ထိုရေကန်၏ကံပေါင်းရိုးပေါ်တွင်ရန်ရှင်းကို အထိုင်ခိုင်းပြီးလျှင်တန်းစီသည်ဟဲ့ကဟိုကိုကြည့်စမ်းဟုရေကန်၏တောင်ဘက်တောင်သို့လက်ညွှန်းနှင့်ထိုး၍ပြောလေသည်ရန်ရှင်းသည်လက်ကြည့်လိုက်ရာကျိုးစင်ကိုတွေ့ရ၏ထိုအခါတန်းစီသည်ဟဲ့ကဘာမြင်သလဲဟုမေးရာကျိုးစင်ကိုမြင်ပါသည်ဟုရန်ရှင်းကဖြေရပြန်လေသည်၎င်းသောရန်ရှင်းကိုတန်းစီသည်ရေကန်အထက်သို့ကန်ချလိုက်လေ၏ ရန်ရှင်ရေကန်ထဲသို့ကြာသွားသည်နှင့်တပြိုင်နက်တန်းစီတစ်ဖက်လည်းရေထဲသို့ခုန်ချလိုက်ပြီးရေကန်အောက်တွင်ရန်ရှင်လက်ဘင်းကိုအတင်းနင်းထားလိုက်လေရန်ရှင်လည်းမုန်းလုံးသည်ဖြင့်နင်းထားသောသူ၏ခြေထောက်အောက်တွင်ဆန့်ငင်ဆန့်ငင်နှင့်ဖြစ်ယူနေလေ၏ဒေဃာနီးလောက်ရောက်သောအခါမှ ရန်ရှင်ကိုဆွဲ၍ပေါ်လိုက်၏အပေါ်တို့ရောက်သည်နှင့်တပြိုင်နက်ဆရာဖြစ်သူကဟေ့မင်းနာမည်ဘယ်သူလဲဟုရန်ရှင်ကို မေးလေသည်ရန်ရှင်သည်ထိုဘဝသို့ရောက်သည့်အခါတွင် တေရမိကိုနည်းနည်းကလေးမှမကြောက်တော့တော့လဲမသိမိခံရမိဒုက္ခကိုကမခံလို့တော့ကြောင်းမေယံဟုမိမနာမည်ပြောင်း၍အညံ့ခံလိုက်ရလေဤသို့အညံ့မခံဘဲယံရှင်းဟုပြောလိုက်ရင်မိမနာမည်မပြောမချင်းရေထဲသို့ထပ်၍ထပ်၍နှစ်အုံးမိကိုယံရှင်းသည်ကောင်းစွာသိလေသည်မေယံဟုပြောလိုက်သည်ဖြင့်ယံရှင်းသည်တကြိမ်သာယင်နှစ်ခံရတော့၏။ဤခန္ဓာပြည်သည်နောက်ဆရာတစ်ဘက်နှောက်သည်ယံရှင်းကိုသူ့တိုက်ခန်းသို့လေကြီးမိုးကြီးတိုက်၍တွင်းလိုက်ပြန်လေ၏။ လေကြီးမိုးကြီးတိုက်သည်ဆိုသည်မှာတလန်းလုံးတွင်အမျိုးမျိုးသော ထိုးကျက်ရိုက်နှက်သွားခြင်းကိုလူစိုးထောင်ခေါ်နှင့်ခေါ်ခြင်းဖြစ်လေသည်ပထမနှစ်သင်္ကန်းစာများကုန်လေပြီထိုးကြောင့်ရန်ရှိသည်နောက်ထပ်အနောက်ရှက်မရှိဘဲသူ၏တိုက်ခန်းထဲတွင်အသာကလေးလှဲယူနေလေသည်တကူလုံးဒဏ်ရာများပွားနေသည့်ဖြစ်ဘယ်နေရာကနာရမှန်မသိလောက်အောင်ပင်ဖြစ်နေ၏အချိန်ဒီကညစ်၁၂နာရီနှင့်နှစ်မောင်းရှိလေပြီအကျဉ်းသားများလည်းတစ်နေ့လုံးပင်ပန်းလျက်ရှိသည့်ဖြစ် တိုးနေအောင်အိတ်ကုံကြပြီဖြစ်ရကထောင်းနိုင်စဉ်မှ15မိနစ်တစ်ချိန်ကြနာယီခေါတိုင်းအော်ဟစ်ရသော ထောင်းပြတာကလားများ၏အော်ဟစ်တံများမှတပါတထောင်လုံးသည်တိတ်ဆိတ်လျက်ရှိလေသည်ရန်ရှင်းမာမူကမအိတ်နိုင်သဖြင့်ခက်ခွေခွေလေးလဲနေပြီရက်ဆက်ပါပေးကွယ်ဟူ၍သာမကြာခဏညီးလျက်ရှိလေ၏အမှန်စင်စစ်မာမူကနေလေကသူ့ကိုပြလိုက်သော ပုံစံများသည်ရက်ဆက်သောပုံစံများမဟုတ်သေးစပွဲပေါ်တွင်လက်ထောက်ခိုင်းထားပြီး လက်မောင်းရိုးပေါ်တွင်မြင်းလုံးနှင့်လှိတ်သောပုံစံနှစ်ဖက်ခြုံကြေးချောင်းကလေးများကိုလက်ချောင်းများကြားထဲတွင်ထည့်ပြီးအယိုးကိုသွား၍စိုက်အောင်လက်ချောင်းများကိုအဖျားမှညှစ်သောပုံစံနေတိုင်းရေကန်တို့အသွားပြန်တွင် လေကြီးမိုးကြီးတိုက်သွင်းသော ပုံစံအုံခုံတွေကိုအစမတန်ပေးပြီးလျှင်မထုနိုင်သောအခါကြိမ်တန်ပေးသောပုံစံချင်းနှစ်သေးကိုအဖျော်ပြီးအတင်းတောက်ခိုင်းသောပုံစံဤသို့သော ပုံစံများလည်းများကြီးကြံပေသေးသည်ဤပုံစံများနှင့်ဘယ်လူဆုံးမျှမလွတ်ချေ တလခွဲလောက်တွင်နေစဉ်နေတိုင်းဤပုံစံများဖြင့်စကန်းသွားကြရပြီ။အပြင်ဘက်ကဆွေမျိုးများလည်းဆိုင်းရထောင်မှုနှင့်ကြံနိုင်ဖန်နိုင်လုံးမကကြံနိုင်သောကြောင့်မျက်နှာရှိဆုံးလူစုသည် အသက်တာဆုံးတလလောက်ခံရသည်။တို့ရတွင်အဆိုပါပုံစံများဤဘေးမှလွတ်မြီမဟုတ်ပေ။ထို့ကြောင့်ထိုပုံစံများကိုကြောက်ပြီးကိုဝေးစစ်ကိုထုတတ်ကြသူများ ကိုလယ်ပင်ကိုထက်စွာတွေးထားသောနံပါတ်ပြားကလေးများဖြင့်လှိဖြက်တတ်ကြသူများလယ်ပင်ချိုတက်ပြီးဇွဲချိုချ၍တေကြသူများသည် လူစိုးထောင်ထဲတွင်မကြာခဏပေါ်ပေါက်ကြလေသည်ရန်ရှင်သည်ဤပုံစံများနှင့်ဤသတင်းတို့ကိုပသိမ်ထောင်မှရှိစဉ်ကပင်နားရေဝါခဲ့လေပြီယခုမူကားကိုယ်တိုင် တွေ့ကြုံနေရသဖြင့်အင်းဒီလူတွေဒီလိုတည်ကြမယ်ဆိုလဲတည်နိုင်ကြတာပဲဒီဘဝရောက်မှဖြစ်မထူးတော့ပါဘူးဟုတယောက်ထဲထောက်ခံလျက်ရှိလေလူတို့သည်အသက်ရှင်နေကြခြင်းဒီမှာအခြားကြောင့်မဟုတ်သူတို့ဘဝတွင်တွေ့တာစရာတစ်ခုခုကြောက်ပင်ဖြစ်လေသည်ရန်ရှင်သည်ဤအတိုင်းပင်တွေးမိသည်မှာကြားလေပြီး ထိုးကြောင့်တုံးလုံးလဲရာမှထား၍ထိုင်လိုက်လေ။ထိုင်ပြီးလျင် သူ့တိုက်ခန်း၏တန်တိုင်ကြားမှအပြင်ဘက်သို့10မိနစ်ခန့်ဆိုက်၍ကြည့်နေလေသည်။ထို့နောက်တက်မကြီးချပြီးလျင် သူဝတ်ထားသောနံငယ်ကိုလက်လေးလေးဖြင့်ဆွဲ၍ထုတ်လျက်ရှိလေ။သူ့အလိုကျဆုပ်၍ပြီးသောအခါသူ့အခန်းထိပ်တွင် လေဝင်ရန်အတွက်တက်ထားသော စပယ်ထက်တည်င်းပေါက်ကိုမော့၍ကြည့်လေသည်။ကြည့်ပြီးသည့်နေ့တစ်ပိုင်းနှင့်သူ့စိတ်ကိုတင်းလိုက်ရာစိတ်ဆောင်နေသည့်ဖြင့်အားပြီလာသည်ဟုသူသည်ထင်မှတ်မိလေ။ တက်မကြီးတစ်ချိန်ခြာပြီးလျင် ရန်ရှင်းသည် သူတိုက်ခန်းတကား၏တန်တိုင်ကိုတွေ့ပြီးစပယ်ထပ်ပရင်ပေါက်စီသို့တက်၍သွားလေ၏အာလုံးကိစ္စပြီး၍ပရင်ပေါက်၏တန်တိုင်ကိုကင်ထားသောသူ့လက်များကိုလှုပ်လိုက်တော့မီဆက်ဆဲတွင် သူ့သက်ဘူးငွေခင်၏မျက်နှာကလေးသည်ရန်ရှင်း၏မျက်စိထဲတွင်ကွင်းကွင်းကွက်ကွက်ပေါ်၍လာလေ၏ရန်ရှင်းသည်လှုပ်လိုက်တော့မီဆက်ဆဲရှိသောလက်များကိုမလွတ်သေးဘဲသူမြင်ရသောအာယုံကသာစိုက်၍ကြည့်နေမိလေသည် ီမမြဲသောလောကကြီးထဲတွင်ဝိခင်းဤအာယုန်သည်လည်းမြဲနိုင်ပါအောင်တော့မီနော်မကြမီပြောက်ွယ်သွားသည့်နှစ်တစ်ပိုင်းနဲ့ရန်ရှင်းသည် မျက်စိမှိတ်၍တမ္မာကြီးတစ်ချက်ချပြီးတန်တိုင်းကိုကင်ထားသောလက်များကိုဖြီးချလိုက်လေနောက်တနေ့နဲ့နဲ့တွင်ဆိုင်းရပိုင်ရာတို့သည်ရန်ရှင်းအလောင်းကိုမြုပ်ပြီးလူသေးစင်းစာအုပ်ကြီးထဲ၌ဓာခုံမှုနှင့်ကြာလာသော36နှစ်ရှိရှမ်းသူရသားရန်ရှင်းသည်ငှက်ဖျားယောဂါနှင့်ဒေသည်ဟုစင်းရင်သွင်းလိုက်ယုံမှတပါ မော်လမြိုင်ထောင်ထဲတွင်ဘာမျှထူးထူးခြားခြားဖြစ်မသွားပေ။ဦးနူးရဲ့ရက်ဆက်ပါပိတ်ကွဲဆိုတဲ့စာအုပ်လေးဟာအခန်း24မှာပဲဇက်သိမ်းသွားပြီဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လေးလုပ်သွားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြစီခြင်းတဲ့စာအုပ်လေးများရှိရင်လည်း comment မှာအကြံပေးသွားကြပါဦးခင်ဗျာ။